ဂူဟီရဲ့တွဲဘက်ကိုပါစိတ်ဝင်စားလာနေတဲ့လီဗာပူးလီဗာပူးအသင်းအနေနဲ့လက်ရှိမှာတိုက်စစ်ကအရန်ကြီးပြောစရာမလိုသေးပေမဲ့ခန်းစစ်ကတော့ပြောစရာတွေများနေပါတယ်အထူးသဖြင့်ကိုနာတေးခြေစွမ်းကြလာတာကအသင်းရဲ့အလက်ပိုင်းတွေကိုအနည်းနဲ့အများထိခိုက်လာသလိုဖြစ်နေရပါတယ်စာချုပ်ကလည်းကုံဆုံးကာနီကာလာမှာပြောစရာတွေကလိုရာထက်ပိုများနေရတာပါဒီတွဲလဲလီဗာပူးကပြင်ဆင်နေပါတယ်ကိုနာတေးကိုစာချုပ်သစ်ပေးဖို့စူးစမ်းနေတယ်လို့အရန်အသင်းတန်းတုံးလို့ရမယ်ခန်းစစ်မှုတအုပ်ကိုလည်းချိန်ရွယ်နေပါတယ် ဒီဇွေးကွက်မှာမှခေါ်ယူထားတဲ့ကစားသမားလေးလီယိုနီကလည်းကန်ဆိုးစွာနဲ့ပဲဒဏ်ရာကြောင့်ကာလရှည်အနားယူနေရပါတယ်။မဟုတ်ရင်တော့မှဒီကစားသမားလေးကိုဗန်ဒိုက်တုံနဲ့တွဲဖက်ပြီးတော့ကစားခိုင်းလို့ရပါသေးတယ်။အခုတော့အစီအစဉ်လေးပြတ်ခဲ့ရတာပါ။တစ်ဖက်မှာလည်းပြီးခဲ့တဲ့အပြောင်းရွှေ့ရာသီမှာကလေးကလီဗာပူးဟာမက်ကူဟီကိုခေါ်ယူဖို့အနည်းဆက်ဆုံးဖြစ်ခဲ့ပြီးမှမတင်မှတ်ဖဲနဲ့အပြောင်းရွှေ့ပြတ်ပြေခဲ့ရတာပါ။လက်ရှိသတင်းတွေအရမက်ကူဟီကိုလာမယ့်ဈေးကွက်မှာဆက်စူးစမ်းနိုင်သေးတယ်ဆိုတဲ့သတင်းအပြင်သူ့ရဲ့တွဲဘက်ဖြစ်တဲ့ပဲလီကစားသမာ ပြင်သစ်သားလာခရော့စ်ကိုပါလီဗာပူးကစိတ်ဝင်စားလာနေတယ်လို့သိရပါတယ်။အချို့သတင်းတွေအရဆိုရင်လီဗာပူးဟာဂူဟီထက်ဆိုင်ရင်လာခရော့စ်ကိုပို့ပြီးတော့မှအလေးထားချိတ်ဆက်လာနိုင်တယ်လို့ဆိုနေကြပါတယ်။လာခရော့စ်က25နှစ်အရွယ်ရှိနေပြီးတော့အသက်20အရွယ်ကလေးကဥရောပအတွေ့အကြုံကောင်းတွေကိုရှာဖွေထားသူဖြစ်ပါတယ်။ညာချေအားတန်ကစားသမားဖြစ်ပြီးတော့ဗဟိုညာချမ်းခန့်စစ်မှကောင်းကောင်းမွန်မွန်ကစားနိုင်တဲ့သူဖြစ်ပါတယ်။ပရီးမီးယားလိနဲ့လည်းတိတ်ပြီးတော့မှမစိမ့်တဲ့ကစားသမားဖြစ်တာကြောင့် လီဗာပူးအနေနဲ့ဘလို့အကွက်ရှိသွားအောင်မလဲဆိုတာကိုပဲဆက်ပြီးတော့မှစောင့်ကြည့်သွားကြပါမယ်ဆိုရှင်။